ဒီနေ့ဗီဒီယိုမှာတော့လက်ရှိချိန်မှာ Redmi ရဲ့ Note Series တဲခါဝယ်မယ်ဆိုရင်ဘယ် Note Series ကိုအဓိကဦးစားပေးပြီးတော့ဝယ်သင့်လဲဆိုတော့ပြောပြပေးမယ်။အဘယ် Note Series ကိုအဓိကဦးစားပေးပြီးဝယ်သင့်လဲဆိုတော့အခုလက်တတော်မှာအသစ်ထွက်ထားတဲ့ Redmi ရဲ့ Note 50 Series ကလည်းဝယ်လို့ကောင်းတဲ့ထဲမှာပါတယ်။နောက်ပြီးတော့ဒီသူ့ရဲ့အောက်မှာရှိတဲ့ Redmi ရဲ့ Note 40 Series လည်းအဆင်ပြေသေးတယ်။နောက်ပြီးတော့သူ့အောက်မှာထပ်ရှိတဲ့ Redmi ရဲ့ Note 30 Series ကလည်းဝယ်လို့အဆင်ပြေသေးတယ်။ အဲဒါပေမဲ့ဒီ Note 12 series လောက်ကတော့အခုချိန်မှာအသစ်ဝင်မယ်ဆိုရင်တော့တိတ်ပြီးတော့မတန်ဦးဆိုတဲ့အနေထားမှာရှိတယ်ဒီဖုန်းကထွက်တာလည်းအတိုင်းအတာတစ်ခုလောက်ကြီးရှိပြီဆိုတော့အသစ်ဝင်ရင်တော့ကျွန်တော်ကတော့ recommend မပေးချင်ဘူးအဲဒါပေမဲ့မိတ်ဆွေရဒီ budget နည်းနည်းနဲ့ဂိမ်းကောင်းကောင်းပုံစောင့်ကျင်တယ်ဆိုရင်တော့ဒီ Note 12 series တက်က Note 12တာဖို့လိုမျိုးဖုန်းတွေကိုဝယ်လိုက်လို့တော့အဆင်ပြေသေးတယ်အဲ့တော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ Note series ကြောင့်အသေးစိတ်စပြီးတော့ကြည့်လိုက်အောင် Yangon Mobile Store ပထမဆုံးဒီအသစ်ထွက်ထားတဲ့ဒီ Redmi Note 50 series မှာဆိုရင်တော့ Redmi ရဲ့ Note 50ရှိမယ် Note 50 Pro ရှိမယ် Note 50 Pro Plus ရှိမယ်အထူးထူးခြားခြားဒီ Redmi ကဒီနှစ် Note 50 series မှာဆိုရင်အရင်နှစ်တိတ်ခါတဲ့ဒီဖုန်းကိုအကျန်းခံလာအောင်ပို့ပြီးတော့လုပ်ပေးထားတယ်။အာသူတို့ရှိမှာဆိုရင် Fiber Glass တွေကိုသုံးပေးထားတယ်။နောက်ပြီးတော့သူတို့ရဲ့ဒီ Flagship ဖုန်းတွေမှာသုံးတဲ့ဒီ Dragon Crystal Glass တွေကိုသုံးပေးထားတာဆိုတော့ဒီဖုန်း series ကဒီဖုန်း၃လုံးလုံးက ကျွန်တော်ဒီ6ပေမြင်းလောက်ကပြုတ်ကြတာကိုခံနိုင်တယ်။ရေအောင်2မီတာမှာ24နာရီလောက်ဒီအထားခံတာဆိုတော့တော်တော်လေးအကျန်းခံလာအောင်တို့အနေနဲ့လုပ်ပေးထားတယ်။အဲ့တော့မိတ်ဆွေရဒီ Note 50ဒီမှာအကောင်းဆုံးကိုလိုချင်တယ်ဆိုရင်တော့ဒါကတော့ရှင်းတယ် Redmi ရဲ့ Note 50 Pro Plus ကိုရွေးချယ်လိုက်လို့ရတယ်။အဒီဖုန်းမှာက Snapdragon 7S Gen 4 SoC ကိုတုံးထားပြီလားဆိုတော့ပေါ့ပေါ့ပေါ့ဂိမ်းဆော့ဖို့အတွက်နဲ့ daily usage multimedia consumption တွေလုပ်ဖို့အတွက်ကလုံလောက်တယ်ဆိုရယ် performance ကို DSoC ကထုတ်ပေးတယ်။နောက်ပြီးတော့ဒီဖုန်းမှာထူးခြားမွားတာကဒီ Redmi ရဲ့ Note series ထဲမှာပထမဆုံး quad cut display ကိုဒီဖုန်းမှာစပြီးတော့သုံးပေးလိုက်တယ်။နောက်ပြီးတော့ display size ကလည်း6.83 inches AMOLED 120Hz ကိုမှာ rebrand နဲ့ကလည်း3200နဲ့ဆိုတော့ဒီဖုန်းကသူစည်းတန်းဝေးကျင်မှာ display ဘက်မှာအခြားသောဖုန်းတွေနဲ့ရှင်မယ်ဆိုရင်တော်တော်လေးမှအားသာတယ်လို့ပြောရမယ်။အခြားသောဖုန်းတွေကဒီ rebrand တွေကသူနဲ့ရှင်နိုင်တယ်။ AMOLED 120Hz တွေကလည်းသူနဲ့ရှင်နိုင်တယ်ဆိုပေမဲ့ဒီလိုမျိုး12သိန်း73သိန်းဝေးကျင်မှာဒီလိုမျိုး quad cut display ကိုထည့်ပေးနိုင်တာကဒီ Redmi ရဲ့ Note 50 Pro Plus တစ်လုံးနဲ့ရှိသေးတယ်။ camera ဘက်မှာတော့ main camera Lighthouse 800 sensor နဲ့ tele sensor က50 megapixel ပါတာဆိုတော့ဒီဖုန်းက73သိန်း73သိန်းဝေးကျင်မှာဆိုရင် camera ဘက်တော်တော်လေးကောင်းတာကိုတွေ့ရတယ်။ အဓိကတော့ကျွန်တော်ဒီ portrait ဓာတ်ပုံတွေရိုက်တာတွေ zoom တွေပါဆွဲရိုက်တဲ့နေရာတွေမှာအခြားဖုန်းတွေနဲ့ရှင်မယ်ဆိုရင် ဒီဖုန်းမှာအားသာချက်ကကြီးကြီးမားမားအောင်ရှိတယ်ဘက်ထရီပိုင်းမှာတော့ဒီဖုန်းက9000 mAh နဲ့90 W ဆက်ချာခြင်းဆိုတော့ဘက်ထရီကတော်တော်ကြီးမှတောင့်တောင့်တင်းတင်းရှိတယ်လို့ပြောရမယ်မိတ်ဆွေကတနိတာလုံးကိုသုံးဖို့အတွက်ဒီဘက်ထရီ life နဲ့ကအေးအေးဆေးဆေးလုံလောက်တဲ့အနေအထားမှာရှိတယ်အဲ့တော့မိတ်ဆွေကအခုပြောခဲ့တဲ့ဒီ Redmi ရဲ့ Note 50 Pro Plus ဆောက်ဈေးမတုံးချင်ဘူးဆိုရင်တော့ဒီ Redmi ရဲ့ Note 50 Pro လည်းရွေးချယ်လိုက်လို့ရတယ်အဓိကကွာဝါးတာကတော့ display ဘက်မှာ Redmi ရဲ့ Note 50 Pro Plus မှာလို့ဒီ pocket display နဲ့မဟုတ်တော့ဘဲနဲ့ရိုးတန်းတဲ့ flat display ကိုသုံးပေးလိုက်တယ်ကျန်တဲ့ကျွန်တော်တို့ display ဘက်နေမှာ AMOLED 120Hz ဒီ P display brightness တွေကအတူတူလဲဆိုတော့ဒီဖုန်းကသူစီတန်းဝင်ချင်မှာ display ဘိုင်းမှာလည်းကောင်းကောင်းမွန်မွန်ရှိသေးတာကိုတွေ့ရတယ်။ SoC ဘိုင်းမှာတော့ဒီဖုန်းမှာက Dimensity 8400 SoC ကိုသုံးထားပြီးတာဆိုတော့ဒီဖုန်းမှာဆက်ပြီးတော့ထုတ်ပေးထားတော့မယ်။အာကင်မရာဘိုင်းမှာဆိုရင်တော့ဒီဖုန်းက Redmi ရဲ့ Note 50 Pro Plus လောက်တော့မကောင်းဘောเนาะအဲဘာကြောင့်လဲဆိုတော့ဒီဖုန်းမှာ Tele sensor မပါဘဲနဲ့ Battery backup ပဲ main camera 8 megapixel ultra wide နဲ့2 megapixel depth ပဲပါတာဆိုတော့ ျွန်တော်ဒီ portrait တပ်ဖို့နေရိုက်တဲ့နေရာမှာနောက်ပြီးတော့ဒီ zone တွေပါဆွဲပြီးတော့ရိုက်တဲ့နေရာမှာဒီဖုန်းက နည်းနည်းလေးအားနည်းချက်တွေရှိတယ်ဒါပေမဲ့သူစည်းတန်းဝင်ကျင်အခြားသောဖုန်းတွေနဲ့ကတော့ဒီဒန်းတူရင်မောင်းတိုင်းနိုင်တယ်ဆိုတဲ့အနေထားကတော့ဒီဖုန်းမှာထုတ်ပေးတော့မယ်ဘက်ထရီက9000 mAh နဲ့45 W fast charging ကိုဒီဖုန်းမှာသုံးပေးထားတယ်ဘက်ထရီပိုင်းမှာက charging speed က45 W ဖြစ်တာလွှင် Redmi Note 50 Pro Plus မှာလို့ဒီ9000 mAh နဲ့ဆိုတော့ဒီဖုန်းကဘက်ထရီပိုင်းမှာဘာမှဝိတ်လျှော်တာမရှိဘူးသူစည်းတန်းဝင်ကျင်မှာဘက်ထရီအများဆုံး mAh အများဆုံးဖုန်းဆိုတော့သိကြတယ်နောက်ထပ်လုံးကတော့ Redmi ရဲ့ Note 50 အဲဒီကောင်လေးကတော့ဒီ Redmi ရဲ့ Note 5 PC တွေမှာဆိုရင်ဒီအငယ်ဆုံးကောင်လေးနောက်ပြီးတော့ဈေးအသက်သာဆုံးကောင်လေးဒီဖုန်းရဲ့ထူးခြားချက်ကတော့ဒီဖုန်းရဲ့ဒီအလေးတင်ရ 198g နဲ့အဲနောက်ပြီးတော့သူ့ရဲ့ဒီ display ကလည်း card display ကိုတုံးထားပြီးတာဆိုတော့လက်ထဲမှာတော်တော်လေးပော့ပော့ပွားပွားဖြစ်တယ်ဆိုရယ်ခံစားချက်ကိုရတယ်ကျွန်တော်ဒီလက်ထဲမှာကိုင်ရတဲ့ခံစားချက်ထဲမှာဆိုရင် Redmi Note 50 series မှာဆိုရင်ဒီကောင်လေးကိုသဘောကျတော့မယ်လက်ထဲမှာဗျာဒီပော့ပော့ပွားပွားလေးနဲ့ကိုင်ရတာရှိလို့ရှိတယ်မှန်းကိုမခံစားရတာဒီ SOC ဘိုင်းမှာဆိုရင် တော့ဒီဖုန်းကဒီ 4G နဲ့ 5G နဲ့ဆိုပြီးတော့နည်းနည်းလေးကွာခြားသွားတော့ရှိတယ်။ 5G margin မှာဆိုရင်တော့ Snapdragon 6 Gen 3ကိုတုံးထားပြီးတယ်။ 4G version မှာတော့ဒီနိုင်ငံနဲ့ရင်းနှီးနေပြီးသားဖြစ်တဲ့ Helio G99 ကိုတုံးထားပြီးတယ်။ DSoC ကဒီ 4G နဲ့ 5G ကွာခြားတာပဲရှိတာ။ကျန်တဲ့ဒီဟိုဘယ်လိုပြောရမလဲဒီ performance ဘိုင်းတွေမှာတိတိတတ်တာ ဝါချားတယ်ဆိုရဲအနေထားကိုမမြင်ရဘူးကင်မရာဘိုင်းမှာဆိုရင်တော့ဒီဖုန်းမှာက Fabric Megapixel main camera နဲ့2 Megapixel depth dual camera setup ကိုပဲတုံးထားပြီးတယ်အဲဒီနေရာမှာဒီ ultra wide camera မှာပါတာတော့တိတ်ပြီးတော့သဘောမကျဘူးဂျန်နဲ့ main camera နဲ့ဓာတ်ပုံရရတာကဒီ Redmi ရဲ့ Note 50 series line အကုန်လုံးကအတူတူပဲလို့ပြောရမယ်ဒီ color ဘိုင်းတွေကနည်းနည်းလေး1ဖြစ်တဲ့ဘက်ကိုသွားတယ်နောက်ပြီးတော့ detail လေးကြီးကောင်းတယ်။ dynamic range တွေကတော့သူသေးတဲ့ဝင်းကျင်မှာအဆင်ပြေရယ်ဆိုတဲ့အနေထားကိုတော့ထုတ်ပေးနိုင်တော့မယ်။ ် ultra wide camera မပါတာတော့နည်းနည်းလေးဝမ်းနေတယ်ပေါ့နော်ဒီ ultra wide camera ပါမယ်ဆိုရင်ဒီ Redmi ရဲ့ Note 50ကိုကျွန်တော်တော်တော်လေးညှို့ပြမဲ့ဖုန်းထဲမှာပါလိုက်မယ် battery ပိုင်းမှာတော့ဒီဖုန်းမှာက9800 mAh မှာ 45W fast charging ကိုတုံးထားပြီးတယ်9800 mAh ဆိုတော့သူအကိုကြီးနဲ့သွားရှင်လိုက်မယ်ဆိုရင်တော့ battery ကနည်းနည်းလေးနည်းတယ်ဆိုပေမဲ့သူဈေးနှုန်းဒီ7သိန်းဝန်းကျင်မှာ 45W fast charging ရတာကတော့အားသာချက်တစ်ခုလို့ကျွန်တော်တို့ထည့်ထားလိုက်လို့ရတယ်9800 mAh ပါလဲ ါတကယ်တမ်းတော့မနှဲဘူးပေါ့နော်9800ဆိုတာတော်တော်လေးများတဲ့ battery ampere ထဲမှာတော့ပါတော့မယ်နောက်ထပ်ဒီ Redmi ရဲ့ Note 40 Pro Plus TV ကိုတော့ကျွန်တော်ဒီအသေးစိတ်တော့မပြောပြတော့ဘူးဒီဖုန်းကြီးအကြောင်းကျွန်တော် review တွေတည်တည်ချာချာပြောဘူးရိုက်ဆိုတော့ဒီအကြမ်းမြင့်လောက်ပဲကျွန်တော်ပြောပြပေးမယ် ဒီအကြမ်းင်းပြောရမယ်ဆိုရင်ဒီ Redmi Note 50 series နဲ့ Note 40 series မှာဆိုရင် Redmi ရဲ့ Note 40 series ကဒီအကြမ်းခတ်မှုပိုင်းမှာ Redmi ရဲ့ Note 50 series တောင်မကောင်းဆိုပေမဲ့တထဲမှာကန်ရတဲ့ premium ဆန်တဲ့ခံစားချက်တွေနောက်ပြီးတော့ဒီဖုန်းကိုကြည့်ရတဲ့ဈေးကြီးတယ်ဆိုရယ်ခံစားချက်ကိုရတာကဒီ Note 40 series ကပိုပြီးတော့ရတာ အစသချင်းဒီပေါ့နော်ဒီ Redmi Note 40 Pro Plus မှာဆိုရင်လည်း SoC က Snapdragon 7S Gen 3ကိုတုံးထားပြီးတာဆိုတော့အာ Snapdragon 7S Gen 4နဲ့ရှင်မယ်ဆိုရင် performance ဘိုင်းမှာတိတ်ပြီးတော့တိတိတတ်တာကွာခြားတာကိုမကြုံရဘူးကျွန်တော်ဒီ pop 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 ခင် software တွက်လား ဒါမှမဟုတ်မာတီမီဒီယာကွန်ဆန်ရှင်အဲရုပ်ရှင်တွေကြီးဖို့ဒီဆိုရှယ်မီဒီယာသုံးဖို့အတွက်ကလည်းဒီ SOC ရလုံလောက်တဲ့အထဲမှာပါတယ်။နောက်ပြီးတော့ဒီသုံးပေးထားတဲ့ကင်မရာဘိုင်းမှာဆိုရင်လည်း Note 5 Pro Plus နဲ့ဘာမှကွာခြားတာမတွေ့ရဘူး။ 50MP main camera, 50MP tele sensor နဲ့ 8MP ultra wide ကိုအတူတူပဲသုံးထားပေးတယ်။အရရတဲ့ပုံထွက် quality ကလည်း တိတိတတ်တာကွာခြားတယ်လို့မကြုံပါဘူးလိုလိုက်တွေမှာတော့ဒီ Note 50 Pro Plus ကနည်းနည်းလေးအားသာတယ်ဆိုပေမဲ့ဒီ YouTube တန်းဓာတ်ပုံရိုက်တာတို့နောက်ပြီးတော့ဒီ Portrait ဓာတ်ပုံတွေရိုက်တဲ့နေရာမှာလည်းဒီ Redmi ရဲ့ Note 40 Pro Plus ကတော်တော်လေးကောင်းနေဆိုတဲ့အနေအထားမှာရှိတော့မယ်ဘက်ထရီပိုင်းမှာဆိုရင်လည်းဒီဖုန်းမှာကဒီ6200 mAh မှာ 90W fast charging နဲ့ဆိုတော့ သူ့ဈေးတန်းပေါ့နော်ဒီ12သိန်း73သိန်းဝင်းကျင်မှာဆိုရင်အကောင်းဆုံးဆိုတဲ့ဒီ battery life ကိုဒီဖုန်းမှာဆက်ပြီးတော့ထုတ်ပေးထားတော့မယ်အဲ့တော့အခုချိန်မှာဒီ Redmi ရဲ့ Note 40 Pro Plus ကဝယ်သင့်လားလို့မေးရင်တော်တော်လေးဝယ်သင့်တဲ့ဖုန်းတွေမှာပါတယ်နောက်ပြီးတော့သူ့အောက်မှာရှိတဲ့ဒီ Redmi ရဲ့ Note 40 Pro ကအချိန်ကြီးဘယ်လိုရှိလဲကျွန်တော်ကဒီ Redmi ရဲ့ Note 40 Pro ကိုဒီ Redmi ရဲ့ Note 50 Pro နဲ့ရှင်းမယ်ဆိုရင်ပို့ပြီးတော့တော့သဘောကျနေတယ် ဒီဖုန်းမှာကတော့ဒီကျွန်တော်တို့ဒီ cut display ကိုတုံးထားပြီးတာဆိုတော့ပို့ပြီးတော့ premium ဆန်တဲ့ခံစားချက်ကိုရတယ်။နောက်ပြီးတော့လက်ထဲမှာကိုင်းရတာပို့ပြီးတော့ပါတယ်ပော့တယ်ဆိုတဲ့ခံစားချက်ကိုလည်းရသေးတယ်။နောက်ပြီးတော့သူရှိမှသုံးမိတာ SOC ကတော့ Dimensity 9300 SOC ဆိုတော့ဘာမှပေါ့နော်ဒီ Note 50 Pro နဲ့ရှင်မယ်ဆိုရင်ဘာမှတိတိတတ်တာကွာခြားတာမကြုံပါဘူး။ကျွန်တော်တို့ဒီ Yota နဲ့ဒီ Daily Use သုံးဖို့နဲ့ဒီအပေါ်မှာပြောလို့ပဲဒီပေါ့ပေါ့ပါပါ gain ဆုံးဖို့အတွက်လောက်ကလည်းဒီ SOC ကကောင်းကောင်းလေး ဟန်ဒီလုတ်ပေးနိုင်တယ်လို့ပြောရမယ်ကင်မရာပိုင်းမှာဆိုရင်လည်းဒီဖုန်းမှာက50 megapixel main camera 8 megapixel ultra wide နဲ့2 megapixel depth ဒီ sensor တွေပဲသုံးထားပြီးတာဆိုတော့ photo quality မှာတိတိတတ်တာကွာခြားတာမျိုးမရှိဘူး color တွေကနည်းနည်းလေး1ဖြစ်တဲ့ဘက်ကိုတွားတယ် detail လေးတွေတော်တော်အဆင်ပြေတယ်နောက်ပြီးတော့ dynamic range တွေလည်းတော်တော်လေးကောင်းတယ်လို့ပြောရမယ်အဒီဒီလမ်းဝင်းကျင်မှာဒီ zone နေအရန်ဆွဲဖို့တော့ဒီဖုန်းတွေမှာသွားပြီးတော့မျောလင်းလို့တော့မရဘူး။ battery ပိုင်းမှာဆိုရင်လည်းဒီဖုန်းမှာကဒီ silicon ကောင်းဘက်ထရီ9500 mAh ပါအောင်မှာအပြန့်သွင်းမှုကဒီ45 watt ဖက်ရှာခြင်းကိုတုံးထားပြီးတာဆိုတော့ဒီ Redmi ရ ရဲ့ Note 40 Pro Plus တို့ဒီ Redmi Note 50 series အကုန်လုံးနဲ့ရှင်မယ်ဆိုရင်ဘက်ထရီပိုင်းမှာနည်းနည်းလေးအားနေတယ်ဆိုပေမဲ့သူဈေးတန်းဝင်ကျင်မှာဘက်ထရီ9500ဆိုတာကတော်တော်လေးများတယ်ပေါ့နော်အလတော်ချိန်နေဒီအခြားသောဒီ global version phone တွေကိုပဲကြီးကြီးလိုက်ရမယ်ဆိုရင်ဒီ9000 million အပေါ်ကအများဆုံးနေရပါသူက9500 million ပေါ်ဆိုတော့အခြားသော phone တွေနဲ့ရှင်မယ်ဆိုရင်900 million ပေါ်ဘူးလောက်အားပို့ပြီးတော့သုံးရမယ်ဆိုရက်ပုံစံမျိုးမှာတော့ရှိသေးတယ် နောက်ပြီးတော့ဒီ Redmi Note 4D မှာဆိုရင်လည်းဒီဒီဇိုင်းပိုင်းတွေမှာဆိုရင်လည်းတော်တော်လေးလှတဲ့ထဲမှာပါတယ်။နောက်ပြီးတော့ display ပိုင်းတွေမှာဆိုရင်လည်း AMOLED 120Hz နဲ့ကင်မရာပိုင်းတွေမှာဆိုရင်လည်းဒီ 50MP main camera နဲ့ 2MP depth ဒီလိုမျိုးကျူရဲကင်မရာ setup ကိုတုံးထားပြီးတာဆိုတော့ major 10သိန်းမကျော်ခြင်းဘူးကင်မရာလည်းကောင်းရမယ်။နောက်ပြီးတော့ဒီ performance ပိုင်းမှာဆိုရင်လည်း Helio G99 SoC ကိုတုံးထားပြီးတာဆိုတော့ မဲဆူရာဒီ10သိန်းနဲ့မကျော်အောင်ဒီ Redmi ဒီ Note CV တဲကမှကင်မရာကောင်းကောင်း performance ကောင်းကောင်းနောက်ပြီးတော့ဒီ design ခက်လာလာဖုန်းကိုလိုချင်နေဆိုရင်လည်းဒီ Redmi ရဲ့ Note 4D ကိုလည်းရွေးချယ်မယ်ဆိုရင်လည်းအခုချိန်မှာတော်တော်လေးရွေးချယ်သင့်တဲ့ထဲမှာတော့ရှိသေးတယ်။နောက်ဆုံးဒီ Redmi ရဲ့ Note 3D series ပါဆိုရင်လည်းဒီ Redmi ရဲ့ Note 3D Pro Plus ကသူ့ရဲ့သူ့ခေတ်သူ့ကာလမှာ bright shoot performance တော်တော်လေးကောင်းနေဆိုပြီးတော့နာမည်ကြီးခဲ့တယ်။ A4 ကလည်းလက်ရှိချိန်ဒီမှာတော်တော်လေးအဆင်ပြေသေးတယ်ပေါ့နော်ဒီဖုန်းရဲ့ဒီ shape back display မှာတုံးထားပြီးတာဒီ flagship ဖုန်းတွေမှာတွေ့ရတဲ့ဒီ Gorilla Glass Bit တက်တွေတို့နောက်ပြီးတော့ဒီ SoC ဘိုင်းမှာဆိုရင်လည်းကျွန်တော်တို့ဒီ Dimensity 9200 Ultra ကိုတုံးထားပြီးတာတွေတို့ နောက်ပြီးတော့ကျွန်တော်ကင်မရာဘိုင်းမှာဆိုလေ200 megapixel main camera 8 megapixel ultra wide နဲ့200 megapixel ဓာတ်ကိုတုံးထားပေးတာကလည်းဒါလောချိန်မှာဒီဖုန်းဝင်မယ်ဆိုရင်လည်းသူရှိရာပြင်ရတဲ့ specification ဘိုင်းကတော်တော်လေးမှတန်တယ်ဆိုတဲ့အနေထားမှာရှိတယ်။နောက်ပြီးတော့ဒီ display ဘိုင်းမှာဆိုရင်လည်းဒီ AMOLED 120Hz တွေကိုမှဒီလိုမျိုး cut display ကိုတုံးထားပေးတာလေ။ Bluetooth gaming ပါတာတို့နောက်ပြီးတော့ဒီ HDR template ပါတာတို့က display ဘိုင်းမှာ feature တော်တော်လေးကိုစုံပြီးတော့တော်တော်လေးကြီးလို့ကောင်းတဲ့ display ကိုလည်းဒီ Redmi ရဲ့ Note 10 Pro Plus မှာ ဒီအခုခေတ်မျက်စိနဲ့ကြည့်မယ်ဆိုရင်တော့မှတော်တော်လေးတိတာနေတယ်။နောက်ပြီးတော့ဒီ Redmi ရဲ့ Note 10 D Pro ဆိုရင်လည်းဒီ Note 10 D Pro Plus လိုမျိုးဒီ card display မဟုတ်တာလို့ရင် channel ဘိုင်းနေမှာဘာမှကိုဝိမလျှော်ထားဘူး။အသူရှိမှဆိုရင်လည်းဒီ Snapdragon 7S Gen 2လိုမျိုး SoC ကိုတုံးထားပြီးတာဆိုတော့လက်ရှိအချိန်အထိကိုကျွန်တော်တို့ဒီ camera တွေရိုက်တာပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီ performance နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ gain ဆော့တာတွေပဲဖြစ်ဖြစ် daily use ဖုန်းသုံးတာတွေပဲဖြစ်ဖြစ်ဒီဖုန်းမှာကတော်တော်လေးအဆင်ပြေသေးရဲ့ဆိုတော့ performance ကိုဆက်ပြီးတော့ထုတ်ပေးတော့မယ် နောက်ပြီးတော့ကင်မရာပိုင်းမှာဆိုလဲသူလဲ200 megapixel main camera တွေ8 megapixel ultra wide တွေ2 megapixel depth တွေနဲ့ဆိုတော့စက်သိမ်းမကျော်ကျင်တဲ့ဈေးတန်းဝင်ချင်မှာကင်မရာခက်ကောင်းကောင်းဖုန်းကိုလိုချင်တဲ့လူတွေအတွက်ကဒီ Redmi ရဲ့ Note 30 Pro ကရွေးချယ်လို့တော်တော်လေးအဆင်ပြေသေးတယ်။နောက်ဆုံးအနေနဲ့ဒီ Redmi ရဲ့ Note 30 series မှာအကဲဆုံးကောင်လေးဖြစ်တဲ့ဒီ Redmi Note 30ဆိုရင်လည်းဒီသူ့ကိုယ်ကြီးတွေနဲ့ဒီအစားအသောက်အရာမသိပ်ပြီးတော့မရှင်နိုင်အောင်ဆိုပေမဲ့သူ့ဈေးတန်းဝင်ချင်မှာဒီ base quality ဘန်းကိုကြည့်မယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်။ နောက်ပြီးတော့ဒီ SOC ဘိုင်းမှာဆိုရင်လည်းတော့ Dimensity 6080လိုမျိုး SOC ကိုဒီလိုမျိုးပေါ့နော်6သိန်းကျော်8သိန်းဝန်းကျင်ဖုန်းတွေမှာသုံးမိတာဆိုတော့အခုချိန်မှာဝယ်မယ်ဆိုရင်တော်တော်လေးအဆင်ပြေအောင်တွေ့ရတယ်။နောက်ပြီးတော့ camera ဘိုင်း camera ဘိုင်းမှာဆိုရင်လည်းဒီဖုန်းပေါက်က1 megapixel main camera တွေ2 megapixel ဓာတ်တွေပါတာဆိုတော့သူ့ရဲ့ဈေးနှုန်းဒီ6သိန်းကျော် MB 5သိန်း6သိန်းဝန်းကျင်မှာဆိုရင်တော်တော်လေးမှကောင်းတယ်ဆိုရင် camera ဖုန်းဖြတ်တွေကိုဆက်ပြီးတော့ထုတ်ပေးတော့မယ်။ အဲ့တော့ဒီ Redmi ရဲ့နှုတ်သက်ဒီလေးရတယ်အခုချိန်မှာဝယ်မယ်ဆိုရင်ဝယ်သင့်တဲ့ဖုန်းလေးထဲမှာတော့ပါသေးတယ်။အဲ့တော့ဒီနေ့ဗီဒီယိုလေးရဒီ Redmi ရဲ့ Note Series ထဲမှာအခုချိန်မှာဝယ်သင့်တဲ့ Redmi ရဲ့ Note 50 Series တို့ Note 40 Series တို့နှုတ်သက်ဒီ Series တို့အကြောင်းကို ကျွန်တော်ပြောပြပေးတယ်ပါပဲဖြစ်ပါတယ်အဲဒီဗီဒီယိုမှာအဓိကတော့ဒီ Redmi Note 50 series ကိုအဓိကဦးစားပေးပြောရတယ်ပေါ့နော်မဲဆွေးနေတဲ့ဒီ Note 40 series တို့ Note 30 series တို့အကြောင်းကိုတည်တည်ချာချာသိကျင်နေဆိုရင်လည်းကျွန်တော်တို့ဒီ page မှာတင်ထားတာရှိတယ်အမှသွားကြည့်ပြီးတော့မှဘယ်ဖုန်းကကိုနဲ့ပို့ပြီးတော့ kait လဲကိုက budget ဘယ်လောက်သုံးပါလဲဆိုတာကိုချင်းချိန်ပြီးတော့ဝယ်လို့ရလို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်ခန့်ပါ Yangon Mobile Store